နော်အခုလာမယ်မတ်လတတိယပတ်တပတ်တာဖြစ်ပြလာတဲ့ကမ္ဘာ့ရွှေ့စင်းနေတာကိုကျွန်တော်သုံးသပ်ပြောကြားပေးတော့မှာဖြစ်ပါတယ်တချို့မှာတော့ကမ္ဘာ့ရွှေ့စင်းပြီးခဲ့တဲ့ဘက်ကပေါ့နော်တမိုင်းတျောက်ဆန်ကျင်တင်အမြင့်ဆုံးစီးတင်ခဲ့တယ်3500ဈေးတန်းထိဈေးတက်ပြီးတော့ဒါတမိုင်းတျောက်မှာပေါ့ကျွန်တော်တို့အမြင့်ဆုံးဆန်ကျင်တင်ဈေးလို့ပြောရတာလက်ရှိမှာအဲ့ဒါပြတဲ့ခါမှာအခုလာမယ့်ပတ်သက်မှာဘယ်လိုနည်းပညာပိုင်းရဘယ်လိုဆက်ဖြစ်လာနိုင်မလဲကျွန်တော်တို့အနေထားကိုတစ်ချက်တော့ကြည့်လိုက်အောင်ပေါ့နော်ဒါတော့ကမ္ဘာ့ရွှေ့ရဲ့အနေထားကိုကျွန်တော်တို့ တရက်တာနေတာကန်နက်အတုံးတုံးကတရက်တာနေတာနဲ့ကြည့်နေချင်းဖြစ်ပါတယ်ဒီမှာဆိုရင်ပြီးခဲ့တဲ့တောက်ကြနေတုံးကကပားရွှေစည်ရဲ့အနေထားကျွန်တော်တို့အာ reverse candle ပေါ့နော် reverse candle ဆိုတာကျွန်တော်တို့ဈေးကွက် ပြောင်းပြအနေထားပေါ့ဒီမှာဆိုရင်အပေါင်းလက္ခဏာပုံစံလေးနဲ့ပြီးခဲ့တဲ့အနေထားကိုတွေ့ရတယ်ဒါပေမဲ့ကျွန်တော်တို့တကုတ်တတိထားမှာဒီမှာကြီးလဲကျွန်တော် reverse candle တွေပြီးခဲ့တယ်ဒီမှာလဲ reverse တက်တယ် reverse candle ပြီးတယ်ဒါပေမဲ့ဈေးကကျလာလို့မရဆိုမကျဘူးတက်တက်သွားတယ် အဲ့အဖြစ်တကောင်မှာပြီးခဲ့တဲ့တောက်ကြနေရဟာကျွန်တော်ကျွန်တော်သုံးအောင်ဈေးတဲ့နားမှာဒီမှာ reverse ကနေပြီးတယ်မှန်နေဒါပေမဲ့ကျွန်တော်တို့တိတာတဲ့အကြအာမျိုးနေရပို့တော့မရှိသေးဘူးလို့ကျွန်တော်မြင်နေအဲ့အဖြစ်တကောင်မှာတကယ်လို့ဒါတခုရှိရပေါ့နော်တကယ်လို့ဒါကဘာရွှေဈေးဒါတင်းနာနေတနေ့ဒါအပိတ်ဈေးဒါကျွန်တော်တို့2930အောက်မှာဈေးပြန်ပိတ်ခဲ့တယ်ဆိုရင်တော့တင်းနာနေတရက်ဒါပိတ်ဈေး2930အောက်မှာဈေးပြန်ပိတ်ခဲ့ရင်တော့ကဘာရွှေအကြပြန်လာလိမ့်မယ်ကျွန်တော်တို့ အာပြီးခဲ့တဲ့တပတ်ကျော်တော့မြင်ကြရတယ်ကျွန်တော်2930 sorry 2930လောက်ပြသွား2930ဈေးနဲ့ဝင်ကျင်တိဈေးအကျမြင်ရနိုင်ပါတယ်အဲ့အဖက်ကမနေ့ဖြန်တင်းနာနေအပိစေ2930အောက်တရက်တာဈေးပိတ်နိုင်မှာဒါစီအကြမြင်ရလိမ့်မယ်ဒီပညာပိုင်းကဈေးအကြတေချာလိမ့်မယ်ခင်ဗျာမဟုတ်ရင်တော့သူပါစုတောက်ကြနေရဗျာကျွန်တော် reverse ကန်တဲ့ဈေးကွက်ပြောင်းပြန်အနေထားကန်တဲ့နဲ့ပြီးပြီးဈေးကျဖို့တော့မလွယ်သေးဘူး လက်ရှိကမ္ဘာရွှေ့စရာတောက်လျှောက်ကျွန်တော်တို့အာဒီနှစ်အစပိုင်းအစပြီးခုချိန်ဒီတောက်လျှောက်ပေါ့နော်ကျွန်တော်တို့ဈေးအသက်စံချိန်တက်တက်တောက်လျှောက်တောက်လျှောက်လာစင်တင်ခဲ့တာဖြစ်ပါတယ်အဲ့အဖက်ကမှလက်ရှိဒီကမ္ဘာရွှေ့စရာ3.5ဇီတန်းနဲ့တင်ဈေးအသက်စံချိန်တက်ကတင်တာတန့်သွားမှလာကျွန်တော်ကတော့အဲ့လိုမမြင်ဘူးပြလက်ရှိဖြစ်နေအနေထားပေါ့နော်ကမ္ဘာရွှေ့စရာအနေထားကျွန်တော်တို့ကဝဲလိုအားတွေတောက်လျှောက်တောက်လျှောက်ကောင်းနေတဲ့အနေထားမှာကျွန်တော်တို့ကလက်ရှိချိန်မှာကြမယ်ဆိုရင်တော့မှရေးတိုးဈေးပြန်ကန်အကြလောက်ပဲမှန်းလို့ရတယ် ဟိုလိုမျိုးကြီးကျွန်တော်တို့ပြရေးအဆေးအကြအာကြီးလုံးဝကောင်းပိုးအောင်ကြောင်ကျွန်တော်တို့လက်ရှိအနေထားအရတိတ်မမြင်သေးဘူးခင်ဗျအဲ့ဒါဖြစ်တဲ့ခါမှာကျွန်တော်တို့ကကဘာရွှေစေးကိုနော်လာမဲ့ပတ်ထဲမှာကျွန်တော်တို့ကရှင်းပါလေအဝယ်ဘက်ဥစားပြရမှာဖြစ်ပါလေဟာ၃ ਲੋ ဈေးနှန်းနဲ့ရောက်လို့ဒါရောင်းရမယ့်ဈေးနှန်းရောက်ပြီအဲ့လိုမျိုးမဟုတ်သေးပါဘူးခင်ဗျာကျွန်တော်တို့ကဘာချွေစေးကိုကျွန်တော်တို့အာပြီးကြတဲ့ဘက်ကဆိုလဲတချို့လူတွေဆိုနှစ်ကုန်း90လို့ပါလို့မှရောင်းကြတယ်ဗောနောပါဆိုတမိုင်းတစ်ချောင်းစနစ်နဲ့အမြင့်ဆုံးဈေးတန်းဖြစ်လို့ရောင်းကြတာပြန်ရောင်းကြရတဲ့ဈေးကဆက်သက်တယ် 3000ဈေးနဲ့နားဝင်းချင်ရောက်တော့လေတချို့လူတွေရောင်းကြတယ်ပေါ့ဈေးက3500လောက်ထိတက်သွားတယ်။လာမယ့်အပတ်ထဲမှာဆိုရင်လည်းကျွန်တော်ကတော့ဈေးဆက်တက်နိုင်မယ်မြင်နေခင်ဗျ။အဲ့ဒါပြတဲ့ခါမှာကျွန်တော်ပြောခဲ့လို့မျိုးပဲတရက်တာအပိဈေးကပ္ပရွှေရဲ့တရက်တာအပိဈေး2980အထက်ပိတ်ပြီဆိုတာနဲ့ကျွန်တော်တို့ကကပ္ပရွှေကိုကျွန်တော်တို့ဘယ်လောက်အထိမှန်းလို့ရလဲလို့မေးမယ်ဆိုရင်ကျွန်တော်3030ဈေးနဲ့လောက်အထိမှန်းလို့ရပါတယ်။တနည်းအားဖြင့်ကျွန်တော်တို့2880အထက်ကပ္ပရွှေဈေးဈေးပိတ်တုံးက3030ဒီဈေးတက် တက်လို့ပုံစံမျိုးပဲကျွန်တော်တို့ဒါ sorry 28 80တက်ဈေးပဲတော့2930အထိကဘာရွှေဈေးဈေးပြီးတက်လို့ပုံစံမျိုးပဲကျွန်တော်တို့2980အထက်မှာကျွန်တော်တို့တရက်တာဈေးပိတ်သွားတဲ့အနေအထားမှာကျွန်တော်ကဘာရွှေဈေးက3025 3030အထိဈေးဆက်တက်နိုင်ပါတယ်အဲ့တော့ပြတဲ့ကောင်မှာကျွန်တော်မြင်ရတော့ကမ္ဘာရွှေစီးဒီ3000စီးတဲ့နေအသက်တက်လိမ့်မယ်လို့ကျွန်တော်မျိုးစားသေးဘူး။လာမယ့်ပတ်ထက်မှာ3025 3030လောက်ထိ အ ਨੇ ဆုံးဈေးတက်နိုင်ချေရှိရလို့ကျွန်တော်တုံးသက်ထားပါဗါးဟုတ်ပြီအဲ့ဒီတုံးသက်ချက်လေးဘယ်ချိန်မှမှားနိုင်တယ်လို့မိမယ်ဆိုရင်ကျွန်တော်ဒီ2930ဈေးတန်းအောက်မှာကဘာရွှေစီတရက်တာဈေးပိတ်သွားရင်တော့ကျွန်တော်ရဲ့ကဘာရွှေစီရပါတော့အခုလာမဲ့ match လတတိယပတ်ထဲမှာ3025 3030ထိဈေးတက်နိုင်တယ်ဆိုတော့တုံးသက်ချက်လေးနီးပညာပိုင်းရမှားပြီလို့ဒါယူဆလိုက်ပါ2930ဈေးတန်းအောက်မှာတရက်တာဈေးမပိတ်မချင်းတော့ ကျွန်တော်325 30ဒီအ ਨੇ ဆုံးဈေးတက်မယ်ဒီထက်လည်းပိုတက်ကောင်းတက်နိုင်တယ်နော်အ ਨੇ ဆုံးဈေးတက်မယ်ဆိုရယ်သုံးသက်ချက်ကိုကျွန်တော်လက်ကင်ထားမှာဖြစ်ပါတယ်ခင်ဗျအဲ့ဘက်ကမှလမ်းမပတ်တယ်မှာဘာလို့တင်လဲကျွန်တော်တို့အယောင်းကိုဦးစားပေးပါမယ်ဆိုရင်အဝယ်ဦးစားပေးပါမယ်ကျွန်တော်စကားမပြောမိပါလို့အဝယ်ဦးစားပေးပါမယ်325 330ဒီဈေးတက်မယ်လို့သုံးသက်ထားတဲ့ကောင်မှာအဝယ်ဦးစားပေးမယ်ဟုတ်ပြီအဲ့ဆိုဘယ်ဈေးမှာဝယ်တင်လဲ ောက်ကြနေတော့အနေဆုံးကြခဲ့တဲ့2980ဈေးတန်းဝင်ချင်မှာဝယ်လို့တော့ရတယ်ဒါပေမဲ့အဲ့ဈေးတန်းကကျွန်တော်တို့ကထိလွယ်ရှလွယ်တဲ့ဈေးတန်းကြီးပြအခမ်းမသိရင်အောက်ပြန်ကြာပြီးတော့ကျွန်တော်တို့ရဲ့အဲအရှုံးပိုင်းဈေးတန်းကိုကျွန်တော်တို့လာစားသွားနိုင်တယ်ပေါ့တတိယပြ stock loss ကျွန်တော်တို့ market ခေါ်ရဆိုရင် stock loss လာစားသွားနိုင်တယ်အဲ့အပိတက္ကမှာကျွန်တော်ကဒီဈေးရမြင့်တယ်လို့ခန်းစားရတယ်ဟုတ်ပြီမြင့်တယ်လို့ခန်းစားရပိတက္ကကျွန်တော်ဘယ်ဈေးနှားလောက်မှဝယ်မလဲလို့မြင်မယ်ဆိုရင်ဒီဈေးပြလက်ရှိမတိုင်ခင်တမိုင်းတစ်လျှောက်စံချိန်တင်အမြင့်ဆုံးဈေးဖြစ်ခဲ့တဲ့ 2953ပေါ့နော်တတိယကြောက်မယ်ဆိုပြ2950နဲ့2960ကြာအဲ့ဈေးတန်းမှာအဲ့ဈေးတန်းနာဈေးကျခဲ့မယ်ဆိုရင်တော့ဈေးတန်းကျလာမဲ့ပတ်သက်ဈေးကျခဲ့မယ်ဆိုရင်ပြင်ကျွန်တော်ဝဲပါမယ်အ ਨੇ ဆုံး3000လောက်တာဂက်ထားပြီးကိုကဒီထက်ပို risk ယူရတယ်ဆိုရင်တော့3020လောက်ထိပါတာဂက်ထားပြီးတော့2950နဲ့2960ကြာဈေးကျရင်ဝဲလို့ရပါတယ်ဟုတ်ပြီတကယ်လို့ပေါ့အဲ့2950နဲ့60ကိုပါဗျာဖောက်ကျသွားတယ်ဆိုရင်ရော ကျွန်တော်နောက်ထပ်ဝယ်မဲ့ဈေးတန်းတစ်ခုရှိပါတယ်အဲဈေးတန်းကတော့2930နဲ့29ကျွန်တော်တို့25ကြားဈေးတန်းဖြစ်ပါ29နှစ်နဲ့ပေါ့နော်2930နဲ့29ကြားဈေးတန်းစုံဖြစ်ပါတယ်အဲဈေးတန်းစုံမှာတော့ကဘာရွှေကိုကျွန်တော်ရရဲ့ risk ယူပြီးတော့ဝယ်မှာဖြစ်ပါတယ်အ ਨੇ ဆုံးကျွန်တော်ခုနပြောလို့ပဲ target က3000တိမှတ်လို့ရတယ်ဒီထက်ပိုပြီးကိုကစောင့်နိုင်တဲ့ risk ပိုယူနိုင်တဲ့ဆိုရင်တော့3020တိပါ target ယူလို့ရပါတယ်အရှုံးပိုင်းဈေးတန်းကတော့ဗျာဥပမာကျွန်တော်တို့ ကိုဝယ်တဲ့ဈေးအနေထားပေါ်မူတည်ပြီးတော့ဥမာ2990ကျားမှဝယ်တယ်ဆိုရင်2930အောက်လောက်ပေးပေါ့နော်2950နဲ့2960ကျားမှဝယ်တယ်ဆိုရင်2950အောက်လောက်ပေးပေါ့နော်အဲ့လိုမျိုးလေးကျွန်တော်တို့ဝယ်လို့ရပါတယ်။ဒါမဲ့ပတ်သက်ရတော့ကျွန်တော်အဝယ်ကိုပဲဥစားပေးမှာဖြစ်ပါတယ်။မှန်တယ်3000နာရောက်ခဲ့ပြီးတော့မှန်တယ်ဒါမဲ့ဈေးအတက်အာကျွန်တော်တတ်လိမ့်မယ်လို့ကျွန်တော်မယူဆသေးပါဘူး။ဟုတ်ပြီ။အဝယ်နဲ့စန့်ကျင်ဘက်အယောင်းအတွက်ဆိုရင် ရောအယောင်းအတွက်ကတော့ကျွန်တော်ကိုက စီးဖြစ်မှာပေါ့တနည်းအားဖြင့် risk နဲ့တဲ့အနေထားမှာဝယ်ခြင်းနဲ့ဆိုတော့2930အောက်မှာအချင်းတရက်အတိုင်းတာအပိတ်စေးကျွန်တော်တို့ market ခေါ်ရ day 1 candle နဲ့နှစ်ကို30စီးတဲ့အန်းအောက်မှာဈေးပိတ်သွားပြီဆိုရင်တော့ရောင်းလို့ရပါတယ်ရောင်းလို့ရပါတယ်အာကျွန်တော်တို့2880လောက်ထိဈေးအကျမြင်ရနိုင်ပါတယ်အဲ့အကရောင်းဖို့အတွက်ကျွန်တော်တို့စိတ်အချဆုံးအနေထားပါမဟုတ်ဘဲနဲ့ကိုကဈေးအတက်မှာရောင်းခြင်းနဲ့ဆိုတော့ကျွန်တော်3025နဲ့3030ချပါပေါ့နော် အက်ဆီဒန်မှာကျွန်တော်တို့ကနီးပညာပိုင်းရတနည်းအားဖြင့်ဒီကံတဲ့အနေထားတွေရပါတော့ကိုကဈေးပြန်ကြဖို့အတွက်အတီးပူချက်ဆောင်ပါအတီးပူချက်ရပြီဆိုတာ ਨੇ 3025နဲ့3030ကြာမှာကျွန်တော်တို့ပြန်ရောင်းလို့ရပါတယ်2980လောက်တာဂက်ထားပြီးတော့ကျွန်တော်တို့ပြန်ရောင်းလို့ရပါတယ်ခင်ဗျ ဒါလေးရောက်ကျွန်တော်အရောက်အနေထားပေါ့နော်ရောင်းကတော့ကျွန်တော်ချင်းနဲ့2930အောက်မှာတရတာဈေးပိရင်ရောင်းမယ်3025နဲ့3030ကြာမှာနီးပညာပိုင်းရအတိပုချက်ဆောင်ပြီးရောင်းမယ်အဲ့ပြတကောင်ကျွန်တော်အရောက်နဲ့အဝယ်ပြားဦးစားပေးမယ်မယ်ဆိုကျွန်တော်တော့လာမယ့်ပတ်ထက်မှာ3025 3030ထိအနည်းဆုံးဈေးတက်မယ်လို့မှန်ထားပြတဲ့အတွက်ကျွန်တော်အဝယ်ကိုပို့ပြီးတော့ဦးစားပေးစေချင်ပါတယ်ပြီးတော့လာမယ့်ပတ်ထက်မှာကျွန်တော်တို့အမေရိကန်ဘန်တုန်းလုံးဆုံးဖြတ်ချက်လည်းထွက်ပို့ရှိရပါတော့ အဲ့ဘောဘုန်ညာတော့နဲ့တတိထားဖို့လွယ်ပါတယ်ပြီးတော့တော့လာမဲ့တပတ်တာအပိစေးပေါ့နော်ဤပညာပိုင်းကလာမဲ့အပတ်တပတ်တာအပိစေးဒါ3000ဈေးတန်းအထက်မှာဈေးပိတ်ခဲ့ရင်တော့ကပ္ပရွှေဈေးဈေးဆက်တက်လိမ့်မယ်ခင်ဗျကျွန်တော်နောက်ထပ်စံချိန်တစ်တစ်ထပ်တင်လိမ့်မယ်နောက်အပတ်ဒီမှာပေါ့နော်စံချိန်တစ်တစ်ထပ်တင်ပါလိမ့်မယ်3000ဈေးတန်းအထက်မှာပိတ်ခဲ့မှာစံချိန်ပတ်နေနဲ့ကျွန်တော်တို့ဘယ်အောက်ပိတ်သွားခဲ့လဲမြင်မယ်ဆိုကျွန်တော်2930အောက်မှာတပတ်တာဈေးပြန်ပိတ်သွားရင်တော့အကျပြန်လာလိမ့်မယ်အကျပြန်လာလိမ့်မယ် အာကျွန်တော်တို့ဟိုလိုမျိုးအကြအားကောင်းတာမဟုတ်ရင်တော့မှကျွန်တော်ပူပတ်အကြပေါ့ပူပတ် retreat အကြလောက်ပြန်လာလိမ့်မယ်ခင်ဗျာတနည်းအားဖြင့်အဝယ်လေးအမျက်ပိုင်းပြီးတော့နောက်ဆုတ်တဲ့အကြမျိုးလာလိမ့်မယ်လာမယ့်တပတ်တာပဲစနှစ်ကို30ဟောပိတ်ခဲ့မယ်ဆိုရင်ပေါ့နော်အဲ့အပတ်တခါမှာလာမယ့်တပတ်တာကမ္ဘာရွှေစင်းနေတာကျွန်တော်အရန်စိတ်ဝင်စားစရာကောင်းပါလဲနီးပညာပိုင်းရတယ်အသက်နဲ့ပြီးမလားအကြနဲ့ပြီးမလား၃00အထက်ပိတ်မလားနှစ်ကို30အောက်ပိတ်မလားဆိုတာကျွန်တော်တို့ကမ္ဘာရွှေထရိတ်တာအနေနဲ့စိတ်ဝင်သက်စားစောင့်ကြည့်တင်ပါလေလာမယ့်တပတ်တာအပိတ်စင်းနေတာကိုမူတည်ပြီးကမ္ဘာရွှေစင်း အသက်ဆန်ကျင်တက်ထက်တင်မလားပေါ့နော်တနည်းအားဒါမွန်လဲပြန်ကြမလားဆိုရယ်အဖြေတစ်ခုနီးပညာပိုင်းကကျွန်တော်တတိကွယ်ကွယ်ထွက်ပါလိမ့်မယ်ခင်ဗျဟုတ်ကဲ့ဒါလေးရောက်ကျွန်တော်နီးပညာပိုင်းကသုံးလက်ချက်ဖြစ်ပါတယ်တရင်ချက်လက်ပိုင်းသွားကြည့်လိုက်အောင်တရင်ချက်လက်ပိုင်းမှာဆိုရင်တော့မနှက်ဖြန်တင်းနာနေမှာဟိုဒေတာရှိရပြလက်လိလက်ကရောင်းချမှုဒေတာလေးကိုရီတေးစေးဗမာစံတော်ချိန်ည8နာရီမှာရီတေးစေးကိုရီတေးစေးဖေဖော်ဝါရီလတုန်းကလက်လိလက်ကရောင်းချမှုဒေတာလေးအရင်ဇန်နဝါရီလတုန်းကတော့ မိုင်းနဲ့တင်းနဲ့ထွက်ခဲ့တာဗျဒီခါမှတော့ retail sale တွေတက်လာမယ်လို့မှန်းထားတယ်တနည်းအားဖြင့် data ကောင်းမယ်လို့မှန်းထားတယ်ပေါ့နော် data ကောင်းမယ်လို့မှန်းထားဖြစ်တဲ့ခါမှာတင်းနာနေညမှာမြန်ကျွန်တော်ကဘာရွှေစီကိုရေးတို့အကြလေးမြင်ရမလားအမကျွန်တော်တို့ဗတ်တနီလုံးပြမနက်ခင်းမှာကျွန်တော်တို့အာ2980တို့2990တို့မှာပြင်းနေပြီးတော့ညဘက်မှာမ2950 60ချပြန်ကြမလားအဲ့လိုကြခဲ့မယ်ဆိုရင်တော့ကျွန်တော်တို့ဝယ်ဖို့အခွင့်အလမ်းကောင်းပေးတာပေါ့နော် အဲ့ဘက်ကမနက်ဖြန်မှာဒေတာရှိတဲ့တရင်နာနေမှာသူတို့ကြကြပါဘောနော်ဒေတာတိတ်မရှိတဲ့တရင်နာနေမှာကျွန်တော်တို့ဒေတာတိတ်ထွက်လို့မရှိတဲ့တရင်နာနေညာမှာအဲ့လက်လက်လက်ကယုံချောင်းမှုဒေတာတွေရှိတယ်အင်္ဂါနေ့ကတော့မရှိဘူးဒီတစ်ပတ်ကအင်္အင်္ဂါနေ့နဲ့တောက်ကြနေဒေတာမရှိဘူးဘိုတိုဘူးနေ့တော့ဒေတာအင်္ဂါနေ့ညဘိုတိုဘူးနေ့မနက်မှာတော့ကျွန်တော်တို့ဘာရှိလဲလို့မေးမဲ့ဆိုရင် sorry အင်္ဂါနေ့ညမဟုတ်ဆိုရင်ဘိုတိုဘူးနေ့ညပြောတာဘိုတိုဘူးနေ့ညကျွန်တော်တို့ကြာရာဘရင်းနေ့မနက်မှာတော့ကျွန်တော်ဘာရှိလဲလို့မေးမဲ့ဆိုရင်ကျွန်တော်တို့ အမေရိကန်ဘိုးဘန်ဘန်တုံးတို့ဆုံးဖြတ်ချက်ထွက်ပို့ရှိပါတယ်။အမေရိကန်ဘိုးဘန်ဘန်တုံးတို့ဆုံးဖြတ်ချက်ထွက်ပို့ရှိတာဖြစ်တဲ့အခါမှာအရာကိုသတိထားပါမယ်ကျွန်တော် intra rate decision အမေရိကန်ဘိုးဘန်ဘန်တုံးတို့ကတော့မူလအတိုင်းပေါ့4.5%အတိုင်းပဲထားမယ်လို့မှန်းထားလိုက်ဒါပေမဲ့ပြောမရဘူးပြကျွန်တော်တို့အာ inflation လည်းကျနေတယ်ကျွန်တော်တို့ inflation ကျနေတယ်ပြီးတော့အလုတ်ကင်ဒေတာကြီးလည်းကောင်းတဲ့အနေအထားမျိုးမှာတော့ ဆိုရင် inflation ကျနေအလောက်ကန်အလောက်ကန် data ဆိုရင်အလောက်ကန် data ကြီးညံ့နေတဲ့အနေအထားမျိုးမှာတော့ကျွန်တော်တို့အမေရိကန်ပုံပန်တို့လုံး short သွားတာမျိုးဖြစ်ကောင်းဖြစ်နိုင်တယ်ဒီလမ short ရင်တော့မဒီ match လမ short ရင်တော့မမေလမှာ short နိုင်တယ်ခင်ဗျအဲ့ဒါဆိုတော့ကျွန်တော်အဲ့ပိုတိုဘူးနေညကိုတစ်ချက်တတိထားဖို့လိုအပ်တယ်အဲကျွန်တော်တို့ပြီးတော့အမေရိကန်အဲ့ အာ interest rate ပြီးမှပဲ American ဘိုးဘန်သတင်းစာရှင်းလင်းပွဲရှိတယ်အဲ့ဒီသတင်းစာရှင်းလင်းပွဲကလည်းအရေးကြီးရနော်ကျွန်တော်တို့ကဘန်တို့ပဲတို့များများအောင်စိုက်ကြတာကျွန်တော်တို့ကဘိုးဘန်ထုတ်ပြန်ကြေညာကြ FOMC statement တို့ FOMC economic projection တို့ FED interest rate decision တို့ပဲအောင်စိုက်တာအဲ့နိုင်ဝက်ကြမှာလုံးတဲ့သတင်းစာရှင်းလင်းပွဲကိုသိအယုံမစိုက်ကြအောင်အဲ့ဒီသတင်းစာရှင်းလင်းပွဲမှာပို့ပြီးအရေးကြီးတာခင်ဗျအဲ့ဒီသတင်းစာရှင်းလင်းပွဲကဒီလမှာဘန်တို့မလျှော့ခဲ့ရင်တော့မေလမှာလျှော့နိုင်ရှိမရှိအနေအထားတွေဘာတွေနဲ့ပတ်သက်ပြီးပြောသွားမှာဖြစ်တာဖြစ်တဲ့ခါမှာ ဲ့သတင်းစာရှင်းလင်းပွဲကအရေးကြီးဆုံးဖြစ်ပါတယ်ဗန်တိုနိုဆုံးဖြတ်ချက်သက်တောင်ပို့အရေးကြီးပါတယ်ခင်ဗျအဲ့ဟာဘိုဒိုဗနီညာမှာတရီထားဖို့လွယ်ပါတယ်ကျွန်တော်တို့အခက်မသိရင်ဘိုဒိုဗနီညာမှာဈေးအတက်အားတောက်လျှောက်ကောင်းသွားတာမျိုးလည်းမြင်ရနိုင်တယ်ခင်ဗျဟိုဟာသတင်းနာအင်ကာမှာပြဈေးနည်းနည်းပြန်ကြဘိုဒိုဗနီညာမှာဈေးထောင်သက်သွားတာမျိုးကြုံရနိုင်တယ်ပေါ့နော်အဲ့ဘိုဒိုဗနီညာကိုတရီထားဖို့လွယ်ပါတယ်ဘိုဒိုဗနီညာကဒီလအတွက်ကျွန်တော်တို့အရန်အရေးကြီးတဲ့ data နောက်ဆုံး data ဖြစ်ပါတယ်ကျွန်တော်တို့ အဲ့နောက်ဆုံးဒေတာ CPI လည်းထွက်ပြီးသွားပြီး non finance ထွက်ပြီးသွားပြီးဒီဘန်ဒုံုံဆုံးဖက်ချက်ပဲကျန်တော့လာဖြစ်ပါတယ်အဲ့ဘန်ဒုံုံဆုံးဖက်ချက်ကကဘာရွှေစီကိုစံချိန်တင်အမြင်ဈေးတန်းတွေကိုထပ်သွင်းပို့သွားနိုင်တယ်လို့အောက်ကိုလည်းပြန်ဆွဲချသွားနိုင်ပါတယ်အညာကိုတတိထားဖို့လွယ်ပါတယ်ပြီးတော့ကြာတာပရင်းနေမှာတော့ကျွန်တော်တို့အပတ်စဉ်ထုတ်ပြန်နေကြအလုံးလက်မဲ့စစ်တမ်းလုံးသားရှိတယ်ပြီးရင်ဖီလာဒေဗီယာပြည်နယ်ရဲ့ကုံထုတ်လုံးမှုအညွန်ကိန်းရှိတယ်ပြီးတော့အင်ယာရောင်းချမှုလုံးသားတွေရှိတယ်ပို့ကြာတာပရင်းညပေါ့နော်၈နာရီနဲ့၉နာရီခွဲတွေမှာ အဲ့အောက်ဘက်ကမှာကျွန်တော်တို့တနင်္လာပုံသက်ဘူးကြာတာပေးအဲ့3ရက်ကကဘာရွှေအတွက်သတိထားမယ့်ရက်တွေဖြစ်ပါတယ်ပြီးတော့ကျွန်တော်တို့အမှကျွန်တော်တို့အာတစ်ဖက်ကဒေါ်လာအင်းသက်ကိုကြည့်မယ်ဆိုရင်ဒေါ်လာအင်းသက်က103ဝန်းကျင်မှရှိသေးတယ်ခဗျာဒေါ်လာအင်းသက်က103ဝန်းကျင်မှရှိနေတဲ့အနေအထားမှာကဘာရွှေစရာတောင်းလျှောက်တက်နေရပါတော့ဒေါ်လာအင်းသက်ပြန်အားကောင်းလာဖို့တော့ဆိုတော့အနည်းဆုံး105နာပြန်ရောက်မှရလိမ့်မယ်ခဗျာ105နာပြန်ရောက်ဖို့လိုအပ်ပါတယ်အဲ့ဒါမှဒါသတင်းချက်လက်ပိုင်းကကဘာရွှေစေးကျွန်တော်တို့ အာရောင်းလို့အားတွေဝင်လာနိုင်တာပေါ့နော်တရား၃ဝင်ကျင်မှာရှိနေသေးတယ်တရား၃နဲ့တရား၄ကျမှာရှိနေသေးတော့ဒေါ်လာအင်တက်နေနဲ့အကောင့်နဲ့အနေထားမျိုးလို့ပြောလို့မရဘူးခင်ဗျဒီနေထားကတော်တော်လေးဒေါ်လာအင်တက်ကကျွန်တော်တို့အာ၅လ၆လအတွင်းမှာအနိုင်ဆုံးအနေထားဖြစ်နေခြင်းဖြစ်ပါတယ်အဲ့အပတ်ကမှာကျွန်တော်တို့ကဘာချွေနေဒေါ်လာအင်တက်ဒီနားမှာဝဲနေသူရေပေါ့တရား၃နာဝင်ကျင်မှာပြီးနေသူရေဒါမှမဟုတ်တရား၃အောက်ပါထိုးစင်းသွားရင်တော့ကဘာချွေစီရတရင်ချက်လက်ပါရပေါ့နော် ဝယ်လွားတွေထပ်ဝင်လာပြီးတော့ထပ်ပြီးတော့စံချိန်တစ်တွေထပ်တင်နေဖို့အလားလာများတယ်ခင်ဗျ။ပြီးတော့ကျွန်တော်တစ်ဖက်က trend ရယ် breaking news trend ကတော့သုံးဆန်တိုင်းကျွန်တော်တို့အာလက်ရှိမှာကုံတွဲခွန်သုံးမြင့်တဲ့ကိစ္စလေးကျွန်တော်ဥရောပသမဂ္ဂတို့ဘာလို့လဲကုံတွဲကိုသုံးမြင့်မဲ့ကိစ္စတွေဘာကြီးကျွန်တော်တို့တောက်လျှောက်လှုပ်ဆောင်နေရပေါ့အဲ့ဒီအနေအထားတွေရပဲလက်ရှိကမ္ဘာရွှေစီဒီလိုအနေအထားသွန်းပို့ခဲ့ခြင်းဖြစ်ပါတယ်အမြင်စေးအမြင်စေးတွေကိုသွန်းပို့ခဲ့တာပေါ့နော် trend နေနဲ့ကုံတွဲကိုတောက်လျှောက်လှုပ်နေတယ်ပြီးတော့ရုရှား Ukraine ငြိမ်းချမ်းရေးသဘောတူညီချက်ကလည်းသူတို့က တဘောတူညရာဘုန်နေတတာအပြစ်ခတ်ရဲဆဲဖို့တော့မှရုရှားဘက်ကလက်မခံတဲ့အနေအထားဖြစ်နေ။အဲ့ဒါဘက်ကတော့အဲ့ဒီအနေအထားလေးပြည်လဲဖို့မလွယ်သေးဘူး။တခုရှိရပေါ့နော်။အဲထရန့်နေနဲ့ကျွန်တော်တို့ဒါအိုကျွန်တော်တို့ပြည်လဲအောင်ဆပရိုက်နေနဲ့လုံနိုင်ခဲ့မယ်ဆိုရင်တော့ကမ္ဘာရွှေစီသတင်းပိုင်းရပြန်ကြကောင်းကြသွားနိုင်။ဒါပေမဲ့လက်ရှိမှာတော့မလွယ်သေးဘူး။သတင်းတွေဖတ်ကြည့်ရတဲ့လောက်ကတော့ရုရှားဘက်ကလည်းလက်ခံမဲ့အနေအထားမျိုးမတွေ့ရသေးဘူး။ အဲ့အဖြစ်တဲ့ခါမှာကျွန်တော်အဲ့ဒီတည်ရင်တော့နန်းတတိထားဖို့လိုအပ်တယ်ကုံတွဲကိုတွန်းပြတာကတော့ဒါကတော့ trunk ကနိုင်နိုင်ငံတိုင်းကိုလှုပ်ဆောင်နေရပါတော့ကျွန်တော်တို့သူနဲ့အစင်မပြေတဲ့နိုင်ငံတိုင်းသူ့ရဲ့မိဖက်နိုင်ငံတွေကိုလှုပ်ဆောင်နေရဖြစ်တဲ့ခါမှာအရာလေးလည်းတတိထားဖို့တော့လိုအပ်တယ်ခင်ဗျကုံတွဲကိုတွန်းပြတဲ့အနေထားလည်းအဲတောက်လျှောက်လှုပ်ဆောင်နေဖို့ရှိတဲ့အနေထားမှာအဲ့ဒီအနေထားတော့ရှင်းပါတယ်ကျွန်တော်တို့ကမ္ဘာရွှေကိုတော့အသက်ဖက်တွန်းပို့စေတဲ့အနေထားမျိုးဖြစ်စေတဲ့ဒါပေမဲ့တစ်ဖက်ကရုရှားနဲ့ယူကရိန်းအနေထားကိုလည်းတတိထားဖို့လိုပါတယ်သူပါသူပြနောက်ဆုံးဘာသတင်းတွေပဲ threat အနေနဲ့ဖန်တီးပါစေကျွန်တော်တို့အနေနဲ့ကဘာရွှေကိုကျွန်တော်တို့အယောင်းဝယ်လုပ်တဲ့အခါမှာ risk management တိတ်ချလုပ်ထိုင်သူပါသူပါတင်မှတ်သက်ကျွန်တော်တို့အနေနဲ့ສົງຊູສ່ວຍເສຍມາລູບາບໍ່ຄະຍາອ້າຍາປະເທດກາມາອ້າຍາລີໂອແລະຈົນເຮົາຕະດີປິ້ວເສຍຈິນມາແດ່ກະບ້າຊ່ວຍກໍບລောက်ເປອຍາວແວບລောက်ເປເບອໍດາແວບລောက်ເປປາຍບາຊີ risk management ເຕຈາລີເລົ່າຖ້າບໍ່ຈົນຕາຍຕົງຈິນມາແລະຄະຍາໂອເຄດາລີຍາໂອຈົນເຍລະຄຸລາແມ່ແມຊລາຕະຕຍາເປຕະບັດຕາກະບ້າຊ່ວຍຊີກວດຕົງຕະເຈັບວິດີໂອລີຜິດပါແລະອະຄຸລໍຕົງຕະເຈັບວິດີໂອລີກໍ အတူတကြည့်နေဆိုရင်တော့ကျွန်တော် YouTube channel လေးကို subscribe လုပ်ထားကြပါကျွန်တော်နဲ့မနေ့ပြန်ပါတော့ကဘာချွေစီကွက်တရက်တာသုံးချက်ဗီဒီယိုမှာပြန်လည်ဆုံတွေ့ကြပါမယ်ခင်ဗျကျွန်တော်ရစီမာဒီကဘာချွေရောင်းဝယ်လုပ်ငန်းနဲ့ပတ်သက်တဲ့အခြေခံ online တင်တဲ့နေတယောက်ချင်းနဲ့ဆိုရင်တော့ကျွန်တော်ကို Messenger နေတော့လကောင်း Telegram နေတော့လကောင်း YouTube channel တင်ရနေတော့ကောင်းကျွန်တော်ဆက်သွယ်စုံစမ်းမြင်နိုင်ပါတယ်အားလုံးပဲလောင်မဲ့အပတ်တွင်မှာကဘာချွေစီတက်ကြကိုနီးပညာပိုင်းအောင်တရင်ချက်ပတ်တရင်ချက်လက်ပိုင်းအောင်မှန်မှန်ကန်ကန်ရောင်းဝယ်လုပ်ပြီးတော့အကျိုးမြတ်များပိုင်ဆိုင်နိုင်ကြပါစေခင်ဗျ